ုံစိမ်ချွတ်ချို့လေးကအမောပြေစီုံနဲ့ရေငက်ပြေစီုံနဲ့တော့မဟုတ်ဘူးเนาะကျမရေးအတော့အကျိုးကျေးဇူးအများကလို့အလှပအတွက်လည်းအကျိုးကျေးဇူးတွေကအများကြီးရှိပါတယ်เนาะဒီတစ်ခါအုံစိမ်ကြီးကအသားကြီးကိုဘလို့အထောက်ပတွေပေးမလဲဆိုတာကိုပြောပြပေးမယ်เนาะအားလုံးမင်္ဂလာပါเนาะ we sharing channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်เนาะ အောင်ဆန်းရီကပေးတဲ့ဒီအသားရီနဲ့လှပမှုကိုမစခင်မှာဝီရိုရဲ့ channel လေးကိုနူတီနဲ့ subscribe လေးနှိပ်သွားပေးဖို့မမေ့ပါနဲ့နော်။တောက်လိုက်ရင်ချွချွအေးအေးလေးနဲ့အရလာရှိတဲ့အောင်ဆန်းရီလေးကအသားရီအတွက်အခုလိုအားဖြည့်ပေးပါတယ်နော်။သူကအဆူဓာတ်ကိုလည်းဖြည့်ပေးပါတယ်နော်။ပြီးလို့ရှိရင်အောင်ဆန်းရီတောက်ပေးတာကခန္ဓာကိုယ်ရီဓာတ်ဖြည့်ပေးရရောက်တယ်လို့အသားရီအတွက်လည်းအဆူဓာတ်ကိုဖြည့်ပေးနိုင်တယ်နော်။ဒါကြောင့်မို့လို့အောင်ဆန်းရီကိုတောက်တာအပြင်အောင်ဆန်းရီ ဲ့တံမြာရည်ကိုလည်းရောပြီးတော့အရေးပြားပေါ်မှာလူးပေးလိုက်တာနဲ့အသားရည်ကိုလန်းဆန်းပြီးတော့အကောင်းဆုံးရည်တက်ကိုဖိပေးနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့အသားရည်၆တဲ့တူဆိုလို့ရှိရင်ပြားရည်နည်းနည်းလေးတော့ထည့်လူးပေးလိုက်ပေါ့နော်။အုံစဲရည်ကအသက်ရွယ်ကြောက်ဖြစ်တဲ့ဒီအဆက်ပြတွေနော်။အသားရည်ကြောက်တွေကိုသူကရော့ပါစေနိုင်ပြီးတော့ဆလဲအစ်စ်တွေဖြစ်ပေါ်စေတယ်။အရွယ်တင်ပြီးတော့အရေးကြောင်းခင်းနဲ့အသားရည်ကိုပိုင်ဆိုင်ခင်းနဲ့ဆိုလို့ရှိရင်အုံစဲရည်နဲ့ပင်ချင်ကိုရော့ပြီးတော့ပေါင်းပင်ပေးနော်။သားရောင် င်မညီဘူးဖြစ်နေမဲ့သူတွေအဆက်ပြောက်တွေဖြစ်နေတဲ့သူတွေဒါတွေကိုတတ်တာချိန်မယ်ဆိုလို့ရှိရင်တော့တားရည်အတွက်အကောင်းဆုံးဗီတာမင်တို့မျိုးဖြစ်တဲ့ဗီတာမင်စီတွေဝတဲ့အုံးရည်ကိုတောက်ပေးဖို့လိုပါလိမ့်မယ်နော်နောက်တစ်ခုကကြတော့အုံးဆိုင်ရည်ကဗတ္တိယာပိုးတွေမှုပိုးတွေတိုက်ဖြတ်ပေးနိုင်စွမ်းရှိတယ်ဒါကြောင့်မလို့အရေးပြားမှာထိခိုက်မိတာတွေအနာတွေကိုပိုးဝင်မှာဆိုရင်တော့အုံးဆိုင်ရည်နဲ့စေကျော်သက်စင်ပေးဖို့လိုတယ်နော်ကိုကမျက်နှာပေါ်မှာဝက်ချက်တွေတက်တာစေဖို့အုံးရည်ကိုမှန်မှန်တောက်ပေး ေးပါ။အုံကြီးကကိုရင်းမှာရှိနေတဲ့အစိုက်တကူကိုဖယ်ရှားပေးပြီးတော့ဗတိယားတွေကိုအကောင်းဆုံးတိုက်ဖြတ်ပေးနိုင်တယ်။အုံဆုံးကြီးနဲ့ပြားကြီးကိုပေါ့နော်နည်းနည်းရောပြီးတော့ဝက်ချန်လေးပေါ့မှာတုတ်ပေးလိုက်နော်။နောက်တစ်မျိုးမှာဆိုလို့ရှိရင်ပေါ့နော်နှင်းခုဖြစ်နေတဲ့ပြည်တွေပေါ့နော်အရေးပြားမော်မှာအသားကြီးခြောက်မှုကနေပြီးတော့နှင်းခုဖြစ်နေတာမျိုးတွေဆိုလို့ရှိရင်အုံဆုံးကြီးတောက်ပေးလို့လေရတယ်လို့ကာခွေဖို့အတွက်ဆိုလို့ရှိရင်ကူတာဖို့ရောအရန်ကိုမှအတော့ဝင်ပါတယ်နော်။အုံကြီးကအသားကြီးတွက်ပေးတဲ့ဒီနောက်ထပ် က်အကျိုးကျေးဇူးတရဆိုလို့ရှိရင်နေလောင်တန်ကိုလည်းတတစီနိုင်တယ်ပေါ့နော်ပြီးလို့ရှိရင်အုံစိမ်းကြီးကိုတောက်ပေးလို့ရတယ်လို့နေလောင်နေတဲ့နေရာပေါ်မှာလည်းလိမ့်ပေးလို့နိုင်တယ်ပေါ့နော်အမှန်တကယ်ပြောပြရမယ်ဆိုလို့ရှိရင်အုံစိမ်းကြီးကအသားရည်အတွက်ကျန်းမာရေးအတွက်ဆိုလို့ရှိရင်အကျိုးကျေးဇူးတွေကအများကြီးရှိပါတယ်နော်အဲဒါဆိုလို့ရှိရင်အုံစိမ်းကြီးနဲ့အသားရည်အတွက်အလုံးပိတ်ပြီးလိုက်မယ်လို့ထင်ပါတယ်နော်